ဝမ်းကျင်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။၃မိနစ်ကျမ်းမာရေးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စီကြောက်တဲတာကိုတဘာဝအတိုင်းမြင်မြန်ပြောင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမျှဝေပေးသွားမှာဖြစ်ပါရစေ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူထုတက်ပဲဖြစ်ပါရခင်ဗျာ။ကြောက်ကမှာစီကြောက်တဲတဲ့ပြဿနာဆိုတာတော်တော်များများခံစားရတဲ့ကျမ်းမာရေးပြဿနာတွေကတစ်ခုပဲဖြစ်ပါရစေ။လှုပ်ရှားမှုနဲ့တာရေတောက်နေတာကနေ စီးသွားနေလာတဲ့အခါစီးကပုံမှန်ထက်ဝါပြီးအနံပြင်းလာသလိုအနယ်နှစ်ဆွပြပစ္စည်းတွေကလည်းကြောက်ကက်နဲ့စီးလန်းကြောင်းမှာစုပုံလာပါတယ်။ဒီအနယ်အနှစ်တွေကတဖြည်းဖြည်းများလာတဲ့အခါစုသွားပြီးကြောက်လို့အခဲပုံစံမျိုးဖြစ်သွားပါတယ်။စီးကြောက်တဲ့တာကိုသဘာဝအတိုင်းမြန်မြန်ပြအောင်ဘယ်လိုလုပ်မလဲ။စီကြောက်တဲခြင်းကြောင့်စီးသွားရမှာအခက်ခဲဖြစ်သလိုနာကျင်ခြင်းအော့ရန်ခြင်းဖြင့်စီးလမ်းကြောင်းမှာတွေးထွက်တဲ့အထိထိခိုက်စေပါရယ်စီကြောက်သေးလေးတွေကတော့တိတ်ပြီးဒုက္ခဝေးနိုင်မှုဆိုပေမဲ့ကြီးလုံးနဲ့ကြောက်စင်းတိဖြစ်လာရင်တော့စီးလမ်းကြောင်းပိတ်သွားတဲ့အထိအခြေအနေဆိုးလာနိုင်ပါရယ် ဒါကြောင့်ကိုယ့်ကိုစီးသွားနေတယ်စီးသွားရတာခက်ခဲဖြစ်လာတယ်ဆိုရင်တော့ဆရာဝန်နဲ့တရားပြကြည့်ပြီးကြောက်ကတ်မှာတဲရီနဲ့စီးကြောက်တွေရှိမရှိဆိုတာကိုစစ်ဆေးကြည့်သင့်ပါတယ်။ယောဂချင်းနေပေါ်မူတည်ပြီးတောက်ဆင်းနဲ့ကုရတာလည်းရှိသလိုလေဆာနဲ့စီးကြောက်ခြေပြတဲ့အထိကုထုံးတွေလည်းရှိပါတယ်။အဲလိုကုသမှုခံယူနေတဲ့အချိန်ဝေဒနာတက်တာစေဖို့နဲ့နောက်ထပ်စီးကြောက်မတဲစေဖို့အခုပြပြမဲ့သဘောအနည်းလမ်းတွေကိုလိုက်နာကြည့်ဖို့အကြံပြုပါတယ်။စီးကြောက်တဲ့တာကိုသဘောအတိုင်းပြောက်ကင်းဖို့ဆိုရင်တော့ရေများများတောက်ပါ။ စီကြောက်တဲ့ပြဿနာကစီးသွားနေရကနေအဓိကစတင်လာတာပါရေတောင်နေတဲ့အခါခန္ဓာကိုယ်ကရေတက်ဆုံးရှုံးမှုများတယ်စီးသွားဖို့လည်းအချိန်ပိုကြတဲ့အတွက်ကြောက်ကက်တွင်မှာအနေနှစ်တွေများလာပြီးစုပုံသွားရကနေကြောက်ဖြစ်တာပါဒီတော့စီးကြောက်ကိုသဘောထားကြည်စီဖို့ဆိုတော့ရေများများတောက်ပေးဖို့လိုအပ်ပါတယ်နိုင်ဝက်ချားတခါတစ်နေ့ကိုရေ3လီတာလောက်အနည်းဆုံးတောက်ပေးပါနောက်တစ်ခုကတော့အချင်းတက်များတဲ့အသီးနှံဟင်းသီးဟင်းရွက်တွေစားပေးပါအချင်းတက်ပါဝင်မှုများတဲ့အသီးနှံတွေကစီးကြောက်တင်နေတဲ့သူတွေအတွက်အကောင်းဆုံးတက်စာပါပဲ အချင်းတက်ရဲ့အဓိကအားသာချက်ကတော့ကြောက်ဖြစ်စေတဲ့စီးကကယ်စီယံတက်နဲ့ဓာတ်ပြူပေးတာကြောင့်ကြောက်ကတ်မှာကြောက်အခဲပုံစံမဖြစ်လာစေဖို့ကာကွယ်ပေးပါတယ်။ကြောက်သေးလေးတွေရှိနေလဲဆက်ပြီးကြီးထွားမလာစေဖို့ဖြည်းဖြည်းချင်းခြေပြက်ပေးနိုင်ပါတယ်။တံမြာသီး၊တံမြိုသီး၊လိမ္မော်သီး၊စပစ်သီး၊ဘယ်ရီသီး၊ခဲငင်သီးတွေကိုများများစားပေးနိုင်တယ်လို့ဖျော်ရည်နေနဲ့ညှစ်ပြီးတောက်ရင်လည်းရပါတယ်။နောက်တစ်ခုကတော့ oxalic acid များတဲ့အစားအစာတွေကိုလျှော့စားပါ။ oxalic acid ဆိုတာအစားအစာတချို့မှာပါဝင်တဲ့သဘာဝဓာတ်ပစ္စည်းတစ်မျိုးပါ။ကျွန်တော်တို့ခန္ဓာကိုယ်ကနေ oxalic acid တွေကိုလည်းထုတ်ပေးပါတယ်။ ဒီ acid တက်ကအစာရေဥမာကြီးကြောက်ကစီးလန်းချောင်းတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။အစာစားလိုက်လို့ဒီအာဟာရဓာတ်တွေကအေးပြောပြီးစီးဖြစ်နဲ့ဆွန့်ထုတ်လိုက်ပေမဲ့စီးသွားနည်းလာတဲ့အခါဒီ acid ဓာတ်တွေဟာခန္ဓာကိုယ်ရဲ့စုပုံပြီးကြောက်တယ်စေပါတယ်။အောက်ဇလစ်အက်ဆစ်တွေကိုဟင်းနုနေရွက်တကြားမုံလာ၊ကြိုက်လန်၊ကစုံဥ၊မြေပင်၊မုံလာရွက်တွေမှာအများဆုံးတွေ့ရပါတယ်။နောက်တစ်ခုကတော့ဗီတာမင်စီအားစေတွေကိုပမာဏအများကြီးမတောက်ဖို့လိုပါတယ်။ဗီတာမင်စီကိုကျန်းမာစေဖို့၊ကိုယ်ခံအားကောင်းစေဖို့၊ရောဂါတွေကိုတိုက်ထုတ်ပေးဖို့အတွက်စားသုံးကြပါတယ်။ အစားအစာအများစုမှာလည်းဗီတာမင်စီပါဝင်တယ်လို့အားစိအနေနဲ့လည်းတောက်လို့ရပါတယ်။အဓိကပြဿနာတစ်ချို့ကတော့ဗီတာမင်စီတချို့ဟာခန္ဓာကိုယ်ရဲ့ရောက်သွားတဲ့အခါအောက်ဆလစ်အက်ဆစ်ဖြစ်တက်ပြူပြီးကြောက်ကပ်မှာသွားပြီးအနေထိုင်နေတတ်ပါတယ်။ဒါကြောင့်စီကြောက်တည်နေတဲ့သူဆိုရင်တော့ဗီတာမင်စီအားစိကိုပမာဏအများကြီးမတောက်သုံးသင့်ပါဘူး။ကယ်ဆီယမ်ဓာတ်နေနဲ့မက်ဂနီဆီယမ်ဓာတ်ကိုလုံလောက်စွာရဖို့လိုအပ်ပါတယ်။ကယ်ဆီယမ်ဓာတ်ကသွားတဲ့အရိုးတွေကိုတန်ပါစေပြီးမက်ဂနီဆီယမ်ကတော့တနည်းတာအတွက်လိုအပ်တဲ့အိုင်းအင်တွေနဲ့ကြွက်သားတွေကိုကောင်းစွာလှုပ်ရှားနိုင်စေဖို့ကူညီပေးပါတယ်။ဒါအပြင် အောက်ဆက်လက်အဆစ်ကိုဖြိုခွဲပေးနိုင်တဲ့အတွက်စီကြောက်တွေကိုလည်းဆက်ပြီးကြီးမလာစေဖို့ကူညီပေးပါရစေ။နောက်တစ်ခုကတော့စားရှောင်ပါ။အငန်တက်ကသွေးတိုးယောဂသေတွေဒါမကစီကြောက်တည်နေတဲ့သူတွေအတွက်လည်းအဆင်မပြေပါဘူး။ဒါကြောင့်ကိုယ့်ရဲ့တိနေတာအစာအာဟာရမှာစားကိုတတ်နိုင်သလောက်လျှော့စားပေးနိုင်ရင်အကောင်းဆုံးပါပဲ။နောက်တစ်ခုကတော့အသားကိုလျှော့စားပါ။ပိုရင်းတဲ့ပါဝင်မှုများတဲ့အသားတွေဟာကိုခံအားစနစ်နဲ့ကြက်သားတိဆောက်တဲ့နေရာမှာကုညီပေးနိုင်ပေမဲ့ ခုလိုစီးကြောက်တည်နေတဲ့ချိန်တွင်တော့နည်းနည်းလျှော့စားပေးနိုင်ရင်ပိုကောင်းပါတယ်အထူးသဖြင့်အနီရောင်သားတွေကိုလျှော့စားပေးဖို့လိုအပ်ပါတယ်အသားတွေအစားပဲမျိုးမျိုးနွားတို့တွေကိုပိုပြီးစားသုံးပေးပါအခုပြပြပေးခဲ့တဲ့ချက်တွေကတော့စီကြောက်တေတာကိုတဘာဝအတိုင်းပျောက်ကင်းအောင်လုပ်နိုင်တဲ့နီလန်းတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။ One Channel ကလည်းအခုလိုကြိုးရှိစေမဲ့ကျမ်းမာရေးဘူးတဒများစွာကိုမျှဝေပေးနေအောင်မှုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ One Channel ပရိသတ်များအားလုံးပဲယောဂဗျာခင်းဝေးပြီးတာယာပျော်ရွှင်တဲ့အချိန်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေ။